အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စင်တာဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ13ရက်တောက်ချန်နေနည်းနည်းချင်းစီရေးသတင်း30ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရန်ကုန်တိုင်းမော်ဘီမြို့နယ်ပူပေါင်းစစ်စင်းနဲ့လေဒီတနန်းကျောင်း16ခေရှိပောက်ကွဲမှုဖြစ်စဉ်မှာဖမ်းဆီးထားတဲ့သူတွေကိုပြန်လွှတ်လိုက်ပြီလို့သိရှိရပါတယ်ဆိုပါဖြစ်စဉ်ဟာဆက်ယုံဖယ်ရီကဂိတ်ရှိအယောက်မှာအဝေးထိုင်းခလုတ်နဲ့ပောက်ခွဲမှုပြုလုပ်ခဲ့တာလို့ယူဆရပါတယ် ရှမ်းမြောက်မှာ PNL တို့ကတောင်းပြီးကောင်စီကိုတီထောင်လိုက်တယ်လို့အရက်ခမြင်ပါလဲကိုချေတို့ဟာအုပ်ချုပ်ရေးအတွက်ခရိုင်ရှစ်ခုတတ်မှတ်လိုက်ပြီလို့ကြားသိနေရပါတယ်။မေလာတွေကဖွဲ့စည်းတတ်မှတ်ခဲ့တဲ့ဆိုပေမဲ့ ULAA ကတော့တရားဝင်ထုတ်ပြန်တာမျိုးမတွေ့ရသေးဘူးဖြစ်ပါတယ်။ရခိုင်ပြည်နယ်ထဲမှာပလောက်ဝခရိုင်ဖြစ်ပါဝင်လာတာကိုတွေ့ရပြီးပလောက်ဝဟာရခိုင်ထဲကလာတာကိုကြောက်တော့ဗန်မှာတွားရောက်ထုတ်ယူရတာဖြစ်ပါတယ်။မခွေတာမလွန်တက်နိုင်တဲ့ဗန်တက်နဲ့တက်နေနှစ်ခုပေါင်းပြီးစီးရေးလှုပ်ရှားဖို့ရှိနေပါတယ်။ အင်အား80ကရှိတဲ့စစ်ကြောင်းဟာဂျိုးစန်းနဲ့ရှောက်ဆောင်ဘုံဘက်ကိုဥတီရွေးရှားနေတာကိုတွေ့ရပါတယ်။အထက်မင်းလာမျိုးနဲ့လက်ပံတကားမှာတော့စစ်ကြောင်းတကြားတက်ဖြောက်ဖြန့်ခွဲထားတာရှိနေပါတယ်။ကန်ဒီလိန်ကျော်လက်ပံတကားဂျိုးစန်းမကြီးကိုင်းဝင်းကျင်မှာကင်းမုံတွေရှိနေနိုင်တယ်လို့ဒေသခံတွေသတိပေးနေတာကိုတွေ့ရပါတယ်။အမတ်89ချင်းမြတ်တမဌာနချုပ်ရဲ့လက်အောက်ခံတိုင်ရင်သုံးရင်ဟာတိုင်းငင်းမှာအခြေဆိုင်စခန်းချနိုင်မှုကလေးကနေတိတိမ်ဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး ချင်းကောင်ဝေးတပ်တွေရဲ့ဟန်တားတိုက်ခိုက်မှုကြောင့်ချင်းတလောက်မပေါက်ဖြစ်နေတဲ့အတွက်နောက်ထပ်တိုင်ရင်သုံးရင်ထပ်မံစေလွတ်လိုက်ရပြီဖြစ်ပါတယ်။ဆိုပါတိုင်ရင်လေဟာအမှတ်89ချင်းမြန်တပ်မဌာနချုပ်ရဲ့လက်အောက်ခံတိုင်ရင်တွေဖြစ်တယ်လို့ကနဦးသိရှိထားရပြီးတိုင်ရင်ချောင်းရင်အင်အား900ခန်းနဲ့စစ်ကြောင်းထိုးနေပြီလို့အမှန်းဆရပါတယ်။ကချင်ပြည်နယ်ဖားကဒေသဟာငြိမ်သက်မှုမရှိသေးဘူးဖြစ်ပါတယ်။ဇမန်နေ့မနေ့ပိုင်းတွင်ကပေါ်စီစာတာယာကုန်းအောင်တာယာရွာတွေဘက်မှာစစ်ကောင်စီစစ်ကြောင်းငယ်တွေနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် ပူပေါင်းတပ်တွေချိတွေ့မှုရှိခဲ့ပါတယ်။ဖားကံမှာမလုခဲညင်နေလို့ပြုတ်သွားရတဲ့တပ်မ33တပ်မမှုလို့အဖြစ်မခံလို့တဲ့အတွက်အောက်ခြေစစ်တီတွေကိုထိုးကျွေးပြီးကြမ်းကြမ်းတမ်းတမ်းလှုပ်ရှားမှုတွေပြုလုပ်နေနိုင်တယ်လို့မှန်းဆရပါတယ်။မှန်းဆထားတဲ့အတိုင်းမော်စီစာတာယာကုန်းမှာစစ်ကောင်စီစစ်သားမက်စီ20လောက်ကိုက်ပြီးအလောင်းမကောက်နိုင်ပဲဖျက်ပြေးခဲ့ကြပါတယ်။အောင်တာယာတိ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ပူပေါင်းတပ်တွေချက်ချက်လိုက်စစ်ဆင်နေသေးဖြစ်ပါတယ်။စကား ရထောင်လမ်းခွဲမှာစစ်မှုထမ်းစစ်သားတယောက်ထွက်ပြေးတာတနက်နဲ့ခြေထောက်ကိုကြီးဆယ်ချက်လောက်ပြစ်ပါတယ်ခြေထောင်နှချောင်းလုံးအယုတခြားအသားတခြားဖြစ်သွားတာကိုပက်လက်လန်းခေါင်းကနေဆွဲပြီးလမ်းတစ်လျှောက်ဒီရွတ်တိုက်ဆွဲဖို့သွားတာကိုတွေ့မြင်ကြရပါတယ်လမ်းဘေးကမြင်ရသူတွေတောင်းမျက်ရည်ကျရတယ်လို့ဆိုပါတယ်တကူတိုင်းနောက်ချမ်းပေါက်ခေါင်းမြို့နယ်ကခြေရွာဆယ်ရွာအတွင်းအင်ဂျီပေါင်း200နီးပါးကိုမိရှုဖျက်ဆီးခဲ့တဲ့အမှတ်66အချင်းမြန်တပ်မဌာနချုပ်ရဲ့စစ်ကြောင်းကိုပေါင်းတဲ့မြို့နယ်တဲ့ရောက်ကာကွယ်ရေးတပ်ဖွဲ့တွေကြားပြတိုက်ခိုက်လို့ဒနာစင်နီးပါး မသိကြိုက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။ဘုဂုတိုင်းရှေးချမ်းကအဖွဲ့လေးကိုအရေးကြီးတာလေးတစ်ခုသတိပေးစရာရှိပါတယ်။ဆရာကြီးနဲ့နေတဲ့မှာဘေးဆုံးပါစိတ်ဆုံးပါဆိုတာရှိပြီးစိတ်ဆုံးပါ